ဗင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတခါမှာတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်26ရက်6လ2025ကနေ9ရက်10လ2025တွင်မှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကဏ္ဍတစ်ခုရင်ဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဲဒီတပတ်ကာလမှာဘလူကန်တရားလေးတွေကြုံတွေ့ရတယ်ပေါ့နော်အဲ့တော့ကောင်းလာလီယာအစဟောကြပါသူပြေနော်အဲ့တော့လလိုက်ကုန်တော့မယ်ဆိုတော့ဝါသနာပါတယ်ဆိုရင်ထီလေးကန်ဆန်းကြအောင်ပြေနော်ကျွန်တော်ထီကနေလေးပြေးမယ် တော့ရှစ်ပုံရှစ်ခံကြီးမာတဲ့သူတွေဆိုတော့ထီပေါအောင်မပေါအောင်အမွေနစ်တွေပါရတဲ့ကိန်းတွေမှာရှိတော့ထီလေးကန်ဆန်းကြည့်ကြပါသို့ဗျာနော်ထိုးမဲ့ဆိုလို့ရှိရင်သူက၃ဆ၅ဆုံထိုးရင်တို့မထိုးဘူးဆိုလို့ရှိရင်တော့၂ဆ၁ဆုံဒုက္ခမြတ်ဒုက္ခကန်ဆန်းကြည့်ပါဗျာနော်ဟုတ်ပါပြီထားကြပါစို့အဲ့တော့စနေသားသမီးတွေကိုအလုံးနဲ့ပတ်သက်ပြီးပထမဆုံးစဟောပေးခြင်းနဲ့အလုံးနဲ့ပတ်သက်လို့ရှိရင်လေဟိုကသူကအချက်၂ချက်ဖြစ်တဲ့တစ်ချက်သတိထားဖို့လိုတာဗောနော်အချက်၂ချက်ဆိုတဲ့အခါမှာပထမတစ်ချက်က အဲယာရုတို့အပြောင်းရွှေ့လေးတွေကျွမ်းတတ်တဲ့ဂင်းလေးတွေရှိတယ်။အဲ့တော့ဝန်ထမ်းလေးလာဖြစ်ခဲ့မယ်။ယာရုတွေပါတူဖို့ဖြစ်ရတဲ့သူတွေဆိုရင်တော့ဒီကာလမှာမျောလင်းရင်ခုန်လို့ရတဲ့ကာလတွေမှာပါတယ်။ယာရုတို့ပြီးအပြောင်းရွှေ့ကျွမ်းတတ်တဲ့ဂင်းလေးပါပါတယ်ဗျာနော်။နောက်တစ်ချက်ကဘာလဲဆိုတော့လက်ရှိလောက်ကနေထွက်ချင်တဲ့စက်တီတွေတအားပေါ်ပြီးတော့အလုတ်ထွက်တတ်တဲ့ဂင်းလေးတွေရှိတယ်။တချို့ကတော့ကိုကတော့မထွက်ဘူးလူများထုတ်တာမျိုးလေးတွေကျွမ်းတတ်တယ်ဗျ။အဲ့တော့သူကအလုတ်ကိုင်းနေရထိုင်နေပတ်သက်ပြီးအပြောင်းလေးတစ်ခုဖြစ်တည်လာလိမ့်မယ်။ဖြစ်တဲ့အပြောင်းလေးကနည်းနည်းပို့ပြီးကြီးမားတဲ့အပြောင်းလေးတွေတစ်ခုဖြစ်တည်လာလိမ့်မယ်။အထူးသတိထားပေးပါနော်။ အဲ့တော့အလုတ်ကဟုတ်ပြီအဆင်မပြေလို့ထွက်လိုက်မယ်ဆိုခွင့်ရင်ကောင်းမှာမလားဆိုပြီးမေးပြရရှိတယ်ကောင်းမှာတယ်ဗျာနော်ပိုကောင်းတဲ့နေရာတစ်ခုရောက်သွားပါလိမ့်မယ်ဟိုလူများလို့ပဲသွားပြန်ပဲရှောက်ရှောက်သို့မဟုတ်ကိုပိုင်စီးပွားရေးတစ်ခုပဲလုလို့လုလို့ရတဲ့အနေအထားလေးတွေမှာပါပါတယ်ကိစ္စမရှိပါဘူးအမှတခုတော့နည်းနည်းလေးဖြစ်ပြောစရာလေးရှိတယ်လုပ်ငန်းခွင့်ဝင်တဲ့သူတွေဆိုရင်ဒီကရမှာလုတ်ဖို့ကင်ပဲအချင်းချင်းတယောက်ကိုတယောက်မနာလို့တိုက်ခိုက်မှုတွေတော်တော်လေးကြုံရတတ်တယ်အများနဲ့တယောက်ဖြစ်နေတဲ့ကိန်းတွေအတိုက်ခိုက်တွေရှိတယ်မပေါ်ဆန်တဲ့အုပ်စုလိုက်ကိုယ်ကိုဝိုင်းပြီးတိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့ကိန်းရှိတယ် နော်တတိထားပြီးအထက်လူကြီးကကိုယ်ကိုဆောက်ချောက်တယ်ဆိုတော့မှလုတ်ဖို့အကိုင်းပရိအောက်လက်ငယ်သားတွေကမကြည်တာလေးတွေဖြစ်လာလိမ့်မယ်နောက်တစ်ခုဘာလဲဆိုတော့အလုံးနဲ့ပတ်သက်ပြီးအဲသွားလာလှုပ်ရှားတဲ့လူတွေတစ်ချက်တတိထားပြီးအထူးသဖြင့်ဒီကာလမှာသူကနိုင်ငံသားထက်တဲ့ဂိနီတွေရှိတယ်သွားတဲ့အခါမှာပညာရေးနဲ့ခေါင်းစဉ်တက်ပြီးသွားတဲ့သူတွေကသွားတာပို့ပြီးတော့အေးချမ်းချမ်းနဲ့အဆင်ပြေပြေသွားတယ်အလုံးသီးသားနိုင်ငံသားသွားလို့မဲ့သူတွေကြတော့ခက်ခဲမှုတွေနေနေနဲ့ကြုံရတယ်အထူးသဖြင့်ထိုင်းဘက်တွေပါတယ်သွားရင်တစ်ချက်တတိထားပြီးစီခြင်းနဲ့ဟိုတရားမဝင်လမ်းကြောင်းကသွားလာမျိုးတွေဆိုရင် အဖန်စီအစစ်စီအမင်းများခံရတာမျိုးတွေကြုံရတဲ့အဲ့တော့ပြည်မရောက်နေတဲ့ထိုင်းတို့မလီတို့စသည်အဖြစ်အဲ့မှာရှိတဲ့ညီကိုတွေညီမတွေရှိတယ်ဆိုရင်တစ်ချက်သတိထားပြီသွားလာလှုပ်ရှားတဲ့အခါတစ်ချက်သတိထားမယ်အဲ့ခုနကအဖန်စီအစစ်စီအမင်းများခံရတဲ့ကိစ္စမှာပါတယ်ဂယူဆိုင်ပါမင်းအစိုးရတွေနဲ့ပတ်သက်တဲ့ကိစ္စတွေတွားညှိဆုံးမိသွားတာမျိုးတွေဖြစ်တဲ့ကိစ္စရှိတယ်နော်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တော်တွေကအဲ့လိုညှိဆုံးတဲ့ကိစ္စမှာမပါဘူးဆိုတော့ကိစ္စမရှိဘူးပါတတ်တဲ့လူတွေဆိုရင်တစ်ချက်သတိထားပြီနော် ကိုပိုင်စီဝိုင်းလုပ်ငန်းလုပ်ကံတဲ့သူတွေဆိုလည်းဒီကာလမှာစုပေါင်းဆက်ပေါင်းလုပ်တဲ့ကိစ္စတွေကတော်တော်လေးအကျိုးပေးတယ်။တယောက်ထဲမလုပ်ပါနဲ့နော်။ဆက်လူရှယ်ယာလုပ်ငန်းလေးတွေပို့ပြီးအကျိုးပေးတယ်။စံစဘာတွေရောင်းဝယ်သူတော်ဖောက်ကားလို့ရှိရင်တအားကောင်းမှာပဲဗျနော်။ပြီးတော့ဒီကာလမှာသင်တန်းကျောင်းတွေပါတယ်ဖွင့်တအားကောင်းတဲ့ထဲမှာပါတယ်။လှုပ်ရှားတွေအများကြီးပါပဲဗျနော်။ကားလုပ်ငန်း၊ကြောက်လုပ်ငန်းတွေအားစားအဆင်ပြေတယ်။ပပပပမနဲ့စားတဲ့လုပ်ငန်းတွေကိုအဓိကထားပြီးလုပ်လို့ပိုကောင်းတယ်။မြေပယ်ပြောင်းပွဲအောင်လုပ်ငန်း၊ပွဲစားလုပ်ငန်းစသည်အဖြစ်ပေါ့ဗျာ။ဒါတွေလည်းတော်တော်လေးအားကောင်းတဲ့ထဲမှာပါပါတယ်ဗျနော်။အဲ့ဒါတွေကိုယင်းနည်းမျိုးနဲ့လုပ်လို့ရတယ် အဲရှစ်ပုံရှစ်ငံကြီးမားတဲ့သူတွေဆိုဒီကာလမှာထီပေါက်သူတို့ခုနကပတ်စံအစုလိုက်ပြုံလိုက်ဝင်လာတဲ့ဂိမ်းလေးတွေရှိတယ်တချို့ကတော့မြေတွေပါတယ်ဝယ်မယ်ဆိုရင်အဝင်တော်တဲ့ဂိမ်းလေးမှာရှိတယ်အဲအမွေနစ်တွေပါတယ်ရတတ်တယ်အဲ့တော့အရင်အားကောင်းတာပေါ့နော်ဟိုတခုရှိတာကဒီကာလမှာအမှုမဖြစ်အောင်နေပါအကြောင်းအကြောင်းကြောင့်အမှုအကင်းကြီးရင်ဆိုင်ရတာမျိုးတွေဖြစ်တတ်တယ်။တချို့ကကိုယ်တိုင်တည်းမဖြစ်ဘဲနဲ့သာသမီညီကိုမောင်နှမတွေကိုအကြောင်းပြုပြီးကိုပါလိုက်ပါဖြစ်ရှင်းရတာ။တချို့ကကိုယ့်ရဲ့အောက်လက်ငယ်သားတွေကိုအကြောင်းပြုပြီးကိုပါလိုက်ပါဖြစ်ရှင်းဂျမ်းညက်သွားတာမျိုးတွေဖြစ်တတ်တယ်။ ငွေချင်းနဲ့ပတ်သက်လို့ရှင်တော့အာမခံခံကိစ္စလေးတွေလုံးဝမလုပ်ပါနဲ့နောက်တစ်ခုစနေသားသမီးကိုမှကျင်တာဒီတစ်ပတ်ကာလကတော်တော်လေးကံကောင်းတဲ့အထက်မှာပါတယ်သို့တော့လောင်းကစားတော့မလုပ်မိစေနဲ့လောင်းစားအကျိုးမပေးတဲ့ကာလတွေမှာတွားကြနေတယ်လက်ပိတ်ဝါရမျိုးတွေဖြစ်တတ်တယ်တမအစည်းဝါကြကြလုပ်တဲ့သူတွေဆိုဒီကာလမှာစီဝါလက်လာပါပိုတက်ပြီးယာရုကုန်ချိန်ကြီးထွားလာလိမ့်မယ်အနေအထားလေးတွေရှိတယ်အဲနောက်တစ်ခုအဲထပ်မှကျင်တာလေးရှိတယ်ပေါ့နော်ကျမ်းမာရေးကျမ်းမာရေးမှာနှမျိုးဖြစ်တတ်တယ်ယိုတနန်းဆိုလို့ရှင်တော့သူကနှလုံးနဲ့ပတ်သက်တဲ့ယောဂါပေါ့နော်နှလုံးတုံတာတွေ မူရာမော်ရာတွေဖြစ်ပြီးတော့ဒီဟွာပေါ့နှလုံးသွေးကြောကျင်းတာကျင်းတာပိတ်တာလေးတွေဖြစ်တဲ့ကိန်းထဲမှာပါတော့နှလုံးရောဂါကိုပို့ပြီးတော့သတိထားပေးစေခြင်းနဲ့အဲ့ဒါအပြင် one bite ကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေဖြစ်တဲ့ဒီ bite တွေကပြဿနာလေးတွေပေါ့နော်တခြားတော့ခရီးဆိုင်ပေးပါကျမညာလို့စေုံစင်ကံပြမယ်ဆိုရင်ဂျာတာပရိသတ်သမီးဆရာဝန်တို့မဟုတ်စေုံစင်ကံနံပါတ်တွေမှာဂျာတာပရိနာနဲ့စရတဲ့စေုံစင်ကံတွေမှာပြမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပဲနော်ပြီးတော့ဒီကနေ့မှာစနေသတ်သမီးတွေခရီးသွားလိမ့်မယ်ကောင်းသောခရီးလေးတွေကိုသွားရပါလိမ့်မယ် အလူမင်္ဂလာကိစ္စလေးတွေဖျားဘူးကိစ္စလေးတွေဘာသာရေးနဲ့ဆက်နွယ်တဲ့ကိစ္စပညာရည်တွေတွားရောက်သင်ယူဖို့အတွက်ဆိုပြီးတွားရတဲ့ပညာတော်သင်ကိစ္စမျိုးတွေအားစတွားလို့အရန်ကောင်းတဲ့ကာလတွေမှာပါတယ်တွားပြအောင်လည်းတွားပါအဆင်ပြေပါတယ်ဗျာနော်ပတ်သက်တဲ့သူတွေထဲမှာဘယ်သူနဲ့ပဲပတ်သက်ပတ်သက်ပေါ့လေတောက်ကြသာသမီဗုဒ္ဓဂူသာသမီကောင်းကောင်းကြီးကိုဆက်လုပ်ပါလိမ့်မယ်တချို့ချစ်သူအိမ်တော်ဘက်တွေဆိုရင်ကိုယ်စီကထွက်သွားတာတွေအိမ်တော်ကွဲတာမျိုးတွေဖြစ်တတ်တယ်တယောက်တနေရာဒီကိုယ်ရင်ကိုယ်မကိုယ်ရင်ဆက်ဆံရတဲ့တရားဝင်ကွာရှင်းပြီးကိုယ်ရမယ်ဆိုတဲ့အနေထားမျိုးတွေဒီကာလမှာကြုံရတဲ့သတိထားမယ် ချစ်သူလုံးဝမရှိတဲ့သူတွေကတော့ချစ်သူအစ်စ်ရတတ်တဲ့ကိန်းကြီးရှိတယ်။ရရင်လည်းကောင်းတယ်ဗျာနော်။ချစ်သူရှိတဲ့သူတွေဆိုလည်းအင်တော်လီပါရင်ပြုတ်မယ်ဆိုလည်းကောင်းတယ်။တခုရှိတာကအဲ့ချစ်သူနေရောင်ရဲ့ဂျားထဲမှာအရင်ကသူတို့ပတ်သက်ခဲ့တဲ့ချစ်သူဘက်ဟောင်းတွေအင်တော်မဟောင်းတွေကကိုယ်ကိုလာပြီးပြန်ဆက်သွယ်တာမျိုးတွေဖြစ်တတ်တယ်။တချို့ကကိုယ်ကိုဆက်သွယ်ဖို့တချို့ကကိုယ်မဟုတ်ဘဲနဲ့ကိုယ့်ချစ်သူရဲ့နောက်ဘက်ကိုဆက်သွယ်တဲ့အခါမှာအဲသဘောထားကွဲလွဲမှုတွေပြဿနာတွေဖြစ်တတ်တဲ့ကိန်းလေးပါတော့အထူးသတိထားပါနော်။ပညာရေးနဲ့ပတ်သက်ရင်ဒီကလာမှာဖြေပါကြိုက်တဲ့ဆောင်မွက်ဖြေ185ရာခိုင်နှုန်းအောင်တက်တယ်ဆိုတော့ကိန်းခန်းထဲမှာသွားပါပါတယ်ဗျာနော်။ စနေမာလာ26ရက်29ရက်29ရက်30အောင်တော်ဝါလာ1ရက်2ရက်တောက်လျှောက်ကြီးကန်ကောင်းတယ်ဗျအဲ့ကလာမှာတံမိုးကြီးတဲ့စက်ပစ္စည်းတွေဘာတွေဝင်ရတဲ့ဂိမ်းတွေရှိတယ်ဖုန်းတို့ကွန်ပျူတာတို့လက်တော်တို့စသည်အပြည့်ဒါမျိုးတွေဝင်နေတယ်ကိုပိုင်စီးပွားရေးတခုစတင်အကောင့်တွေဖွင့်နိုင်တာတွေဆက်လူရှိရာလုပ်ငန်းတွေလောက်ဝတတဲ့အနေအထားတွေနော်ကြောင်းတွေဘာတွေလျှောက်ထားရင်အောင်မယ်ဆိုတဲ့အနေအထားတွေအားစအရန်ကောင်းတယ်ပြည်တွင်းပြည်ပခီးကောင်းခီးဝင်းတွေကိုတွာရတတ်တယ်ရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေးတွေဒီကလာမှာဘွားငနဲ့ဆိုပြီးပြန်ပြီးပေါ်လာတတ်တဲ့ဂိမ်းတွေရှိတယ်ဒီကလာမှာ ကုန်ပစ္စည်းတွေရောင်းချမယ်ဆိုရင်ဈေးကောင်းရမှာဖြစ်တဲ့အတွက်ဒီကာလမှာအကောင်းဆုံးရောင်းချပြအောင်ရောင်းချပါလို့အကြံပေးလိုတာပေါ့နော်စတင်မလာ28ရက်တရက်ကတော့အညံ့ရှင်းရှိတယ်ဗျအတူတူနေတဲ့သူချင်းချင်းစိတ်ဝမ်းကွဲတာသဘောထားကွဲလွဲတာတွေဖြစ်တဲ့စနေသားသမီးအဲဘုဒ္ဓဟူသားသမီးတွေပို့ပြီးတော့ဒုက္ခပေးတာမျိုးတွေဖြစ်တဲ့ညာညာနေတဲ့တဲ့တွေပါလေလုံအောင်လက်ခံလို့မသိတော့ဘူးအမှုကိစ္စတွေပါတတ်တယ်နောက်ရွှေတွေပါလေပျောက်တာပြက်တာထွက်သွားတာအပေါံတန်ရောက်လာမျိုးတွေဖြစ်တတ်တယ်အထူးသတိထားပေးအဲ့တော့ကန်ရရဲ့ထောက်မမှုအပြည့်အဝရအောင် အဝါရောင်အပြာရောင်အရင်မိခိုးရောင်အစိမ်းရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်မေမြုပ်ပန်းရောင်စုံအဲဗရိမနိုင်ပန်းပိန်ပန်းကြောက်စိန်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ဝတဲ့ဖရားမှာဖရားပန်းကရပဲဖြစ်ဖြစ်အဲနေအဲ့ခဏလေးမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေအဲဒီတစ်ပတ်ကာလမှာအကောင်းတဲ့ကံလေးတွေပိုကောင်းရရရလေးအနေနဲ့ပေါ့လေဘာလို့ကမလဲပေါ့မဟုတ်လို့ရေပေါ့လေတက်စစ်လုပ်ပြီးတော့ဖျားဆုံးတော့ကတာစုံလို့ရှင်လဲ ို့အနီနာပေါ့ညာသူတွေကိုဒါနပြုကျူးတာတွေလုတ်ဖြစ်အောင်လုတ်ပေးလိုက်ပါနော်။မြို့တွေရဲ့စီးပွားရေးလုပ်ငန်းတွေဘွားငနဲ့ဆိုပြန်ပြီးပေါ်လာပါလိမ့်မယ်။ရာသင်ရထက်တဲ့ဟာတွေပြန်လဲရရှိပိုင်ဆိုင်နိုင်မယ်။ဒါအပြင်အညာအခက်တွေပြေအောင်စနေနေ့ညဘက်ဝိတ်ထားတဲ့အဝတ်စားအဟောင်းနှံအဆုပ်ပြတွေကိုတရင်ခွနေနေမနဲ့စောစောအဲအဲ့ဒါတွေအားလုံးနဲ့ပြီးတော့သပင်ခြေသက်လက်သက်အားလုံးရောထုတ်ပြီးတော့ရေနဲ့နေရင်ရေနဲ့မျောချမယ်။ရေနဲ့မနေဘူးဆိုတော့လမ်းလေးဝါသုံးနဲ့နေတဲ့အမိုက်ပေါ်မှာတွားရောက်ဆွံ့ပြလိုက်ပါ။ဒါဆိုတော့ကျောင်းရတဲ့အညာတွေကိုกินပြီးကောင်းတဲ့ကံတွေကအေကံမုတ်ချပူရေးကောင်းသွားပါလိမ့်မယ်။ ်။စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်။